ော်ဒါချစ်ရချစ်တဲ့သူတွေကိုယ့်ရဲ့မိတ်ဆွေပေါင်းစင်းတွေကကိုယ့်ကိုအဲဘတ်ဒေး present လေးပေးကြပါတယ်။ဟောခင်မုန်းစီကတော့ဘာမှမရသေးဘူး။အချစ်တွေနဲ့ရပါပြီ။အချစ်တွေဘာအချစ်ချစ်ကရေကိုရေးကြည့်ပါလေ။ချစ်နေမှာလဲနောက်ကရောက်သူတွေပါမှာဆိုတော့ချစ်နေဘွားရေးကြည့်ပါ ဒီနေ့က session နေ့မှာအယွန် modern radio မှာအယွန်ရဲ့ဒီရန်ကုန်ပေါ့နော်အယွန်ရဲ့ diversity edition မှာရန်ကုန်မြို့မှာကျင်းပဖြစ်ပါတယ် producer ဆန်းကတော့အယွန်တချင်းပေါ့နော်ရှင်းနေ့မှာမဆိုဖြစ်တဲ့တချင်းလေးပါမယ်ရွှတ်ထထထားသမျှတချင်းပေါ့နော်အဲတော်တော်များများနီးပါးပါမယ်အဲပြီးလို့ရှိရင်ဟိုဒီ special guest တွေမှာဆိုလို့ရှိရင်လည်းမနေ့ကအဲမပါဝင်တဲ့အဲမဝိုင်းစုတို့ပါမယ်ကိုအောင်ထက်တို့ပါမယ်ပေါ့နော်မကင်မို့ပါပါမယ်အဲ surprise ကတော့မပါပါ ဟုတ်ကဲ့အဲ့ဒါတော့ရင်းတို့ပွဲမှာပဲတစ်ဆက်ကြည့်လိုက်ပေါ့နော်ရင်းတို့ဘယ်လိုမျိုးလေးမနစ်ကနဲ့ရုပ်ရှင်မှာလည်းနှစ်နှစ်လောက်ပြီးသွားဆိုတော့ဒီနှစ်မှာလည်းပေါ့မတူတဲ့အဲတင်ဆက်မှုလေးနဲ့ပေါ့နော်အဲ့လိုလေးပြောင်းလဲလေးရောလှုပ်ထားပါတယ်ဟုတ်ကဲ့နှစ်နှစ်အမှန်တော့ရင်း3နေရာလှုပ်ချင်တာပေါ့နော်အဲရန်ကုန်မန်းလေးနေပြီးတော့အဲလှုပ်ချင်တာဒါပေမဲ့မန်းလေးမှာကျွန်တော်ရက်လုံးဝမရအောင်ဖြစ်နေပေါ့နော်တခြားပွဲနေလည်းရန်တိုက်နေတော့အဲဒီနှစ်တော့မန်းလေးကိုထုတ်ပြီးတော့အဲရန်ကုန်နဲ့နေပြန်မှလှုပ်ဖြစ်တာ မပြောနဲ့မတူအောင်ကတော့အခုခုနပြောသလိုတချင်းဒီနေပြည်တော်မှာသိနေရောမဆူခဲ့တဲ့တချင်းလေးဒီရန်ကုန်မှာအပုပ်ရေများတယ်ဒီနေ့အပုပ်30ပေါ့နော်အပုပ်30အရင်ထည့်ထားတယ်အဲပြီးတော့ခုနပြော special guest တွေလည်းဒီမှာရန်ကုန်ပွဲကတော့ပိုများတာပေါ့โอเคပါဘယ်လိုပဲဖြစ်ဖြစ်အရင်ဒီ ရန်မိနစ်ရှင်းနှစ်နှစ်ကတော့ရန်ကုန်မှာလုပ်ခဲ့တာပေါ့နော်ရန်ကုန်မှာလုပ်ခဲ့တဲ့ရှင်းနှစ်ပွဲလုံးလဲအဲအပြည့်ပေါ့နော်ကိုဒီဘာမှအဲ့ဘာအပြည့်လာပြီးအပြည့်ကြတယ်ဒီနှစ်လဲရန်ကုန်လဲအပြည့်ပါပဲပြီးတော့နေပြည်တော်လဲလုံးဝ full house အဲ့လိုမျိုး walking တွေပါအဲ့လိုအကုန်လုံးဝင်စားဆိုဘယ်နေရာမှာပဲပွဲလုံးလုံးအဲအရောမျက်နှာမငယ်စီပဲနဲ့ပေါ့နော်အမြဲတမ်းအပြည့်ကြရဲ့ပြည်သက်ဒုတိယဆင်စရာကျေးဇူးအများကြီးတင်ပါတယ် ဟိုအမှတ်တရလေးပေါ့နော်ဟိုကိုချစ်ရတဲ့သူတွေနဲ့ပဲအမှတ်တရလေးကိုမွေးနေမှာပေါ့အဲဒါတော့ဒီနေ့ကတော့ရွေးမွေးနေတော့မဟုတ်ဘူးရွေးမွေးနေကပြီးသွားပြီဆိုတော့ဒါမဲ့အဲမွေးနေအမှတ်တရအနေနဲ့အဲချစ်ရတဲ့သူတွေနဲ့အမှတ်တရဖန်တီးရဆိုတော့ပြောကြရကောင်းပါတယ်။ဟောဒီလိုမျိုးလုပ်ခွင့်ရရဆိုတာလေအဲရွေးမွေးတို့ဒီပွဲတစ်ခုလုံးဖြစ်မြအောင်ကုညီပေးရဲ့ အဲဒီဒါခုနပြောလို့ special guest တွေပြီးလို့ရှိရင်ဒီ TV ပေါ့နော်ဒီတချင်းတွေတိခတ်ပေးရသူတွေပြီးလို့ရှိရင်အခုလိုမျိုးညဒီလိုနေရာမှာဟိုဘယ်လိုရောက်မလဲအဆင်ပြေပြေနဲ့အပေါ်ပြင်ပလို့ရအောင်နေရာထိုင်ခင်းတွေကုညီပေးရဲ့ကိုရီပြီးလို့ရှိရင်ပါဝင်တဲ့ special guest တွေပြီးတော့အဓိကအဲပွဲတစ်ခုလုပ်မယ်ဆိုရင်အရေးကြီးတာပြည်သက်တွေပေါ့နော်ပြည်သက်တွေကအမြဲတမ်း ကိုလုံးမယ်ဆိုတိုင်းကိုပွဲလုံးမယ်ဆိုတိုင်းရှေ့ကနေအများကြီးရှိနေပြီးရဲ့အတွက်အဲပရိသတ်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခုနပြောရဲ့ရုံးဒီအဖက်ဖက်ကပေါ့နော်ကုညီပေးကြတဲ့ရုံးပွဲတစ်ခုအောင်မြင်ဖြစ်ဖို့ကုညီပေးကြတဲ့အဲကိုရီးယားအလူညာကြီးကိုမောင်မားတွေအားလုံးကျေးဇူးများညွှန်ပါတယ်ဒါရောအလူအလူပဲလုပ်ပြီးတော့ဖြတ်သန်းတာပါပဲဒီနှစ်လည်းအလူလေးတွေလုပ်တယ်အဲပြီးတော့ဒါမဲ့အဲ့နေ့ကတော့ မွေးနေ့တော့ညအရှင်းနှစ်ကဆိုရင်မွေးနေ့မှာလှုပ်လှုပ်တာပေါ့နော်မွေးနေ့မှာအဲဒီဘတ်ဒေးရှုလုပ်ပြဒီနှစ်ကတော့အဲ့တရလုံးအားထားပြီးတော့လို့ဈာပိတ်ရက်ပေါ့ပိတ်ရက်လေးပဲလှုပ်ဖြစ်တာအဲအယွန်းကတကုံစိတ်ကမ်းဘက်မှာအဲပေါ့နော်အင်ဂျီ200စာပေါ့နော်အင်ဂျီ200စာဒီစားတောက်လေးလူရန်းနေပြီးလို့ရှိရင်ဘဟုအမျိုးသမီးစေးရုံမှာလည်းလူရောက်300စာပေါ့နော်အဲခောက်ဆွဲကျော်ဘူးလေးအားလေးလူရန်းဖြစ်ပါတယ်အဲပြီးလို့ရှိရင်ဒီဒီတရိတ်ဆန်လေးပေါ့ခွေးလေးဂေဟာမှာလည်းအလူငွေလေးထည့်ပြီးလူရန်းထားပါ ဘာမှတော့မပြောင်းလဲပါဘူး။နှစ်တိုင်းကသချင်းနေနေပဲသချင်းနေတက်လုတ်တယ်သချင်းနေတက်ထုတ်တယ်အဲပြီးတော့သချင်းနေနေပဲအတူတူကိုယ့်ရဲ့မွေးနေ့မွေးနေ့တိုင်းကိုဖြတ်တန်းနေရဆိုတော့လေအများကြီးတော့မပြောင်းလဲပါ။ဟောမိသားစုပါ။ဘယ်သူမှထွေထူးတာမရှိပါဘူး။အခုချိန်မှာမိသားစုနဲ့ပြိတက်တွေပဲရှိရဆိုတော့လေအခုဒီနေ့ကတော့ပြိတက်တွေကိုချိန်ပေးမယ်။မွေးနေ့တော့ကတော့ဟိုရှင်းရှင်းနှစ်ကဆိုလဲအရန်ပေါ့နော်မနက်ဆိုအလှူတွေအလှူလုတ်တယ်။ညနေအိမ်ပြန်အိမ်ပြန်လာနဲ့မိတ်ကပ်ပြင်ပွဲလာဆိုဆိုတော့လေနည်းနည်းလေး ကိုလည်းပင်ပန်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့တေချာလေးလည်းအလှမစိတ်ကမကက်ဘူးလေအဲ့လိုမျိုးဆိုတော့အဲ့အကြောင်းလည်းရက်ကိုခွဲလို့ဖြစ်ပါဘူး။နော်အဲ့လိုမျိုးတော့မရပါဘူး။ဒါချစ်ရဲချစ်တဲ့သူတွေကိုယ့်ရဲ့မိတ်ဆွေပေါင်းစင်းတွေကကိုယ့်ကိုအဲဘတ်ဒေး present လေးပေးကြပါတယ်။ Okay မုန်းစီကတော့ဘာမှမရသေးဘူး။ဘာမှလည်းမလိုချင်ပါဘူး။မရပါဘူး။သူပေးသလောက်ပေါ့နော်။ဟောငကက်ကမှနှစ်ကပါ။ဒီနှစ်ကတော့ဘာမှမတင်ထားဘူးဆိုတော့ဘာမှမရသေးဘူး။လဝရရလည်းမရပါဘူးဝယ်ရရင်ဝယ်ဝတ်ထားမှာပေါ့မဲဟိုရှင်းနေကဆိုကြွားရလေလက်စွပ်လေးဆိုပြီးတော့ဒီနေ့ကဘာမှမရတော့ဘာမှမကြွားတော့ အချစ်တွေနဲ့ရပါပြီအချစ်တွေဘာလဲအချစ်အချစ်ကရေပိုရေးကြည့်ပါလေဟိုအရာအရာဥထုတွေတည်းလေအချစ်နေမှာလဲနောက်ကအရာဥထုတွေပါမှာဆိုတော့အချစ်တွေဘာရေးကြည့်ပါဒီ2025ကတော့အင်းပေါ့နော်ဟိုရှေ့နှစ်တည်းကတော့တချင်းတွေပဲဆိုခဲ့ရတာပေါ့ဒီ2025ကတော့ဒီရုံးဟိုပြိတ်သက်တွေကလဲမခရာပေါ့လေမခရာဆိုပြီးတော့မြင်မြင်ခဲ့တာပေါ့ အဲ့လိုမျိုးဆိုတော့ထူးခြားလေးရောဖြစ်ခဲ့ပါတယ်။ပြုရှင်ကြတော့ကိုရိုင်းပိုင်နိုင်တဲ့အရာမဟုတ်မဟုတ်တာရောတခြားပြီးတော့ပို့ပြီးတော့တချင်းဆိုတာထက်ပို့ပင်မန်းတယ်လို့ထင်တယ်ပေါ့နော်။ဒါမှလည်းအရာတိုင်းကတော့သူ့အနေနဲ့သူဟိုအလုပ်အလုပ်ဆိုတော့လေပျော်ဖို့တော့ကောင်းပါတယ်။ဟိုရုပ်ရှင်ရိုက်ခဲတော့ကလည်းဒီရုပ်ရှင်ထဲမှာပါတဲ့ညီကောင်မောင်နှမရဲ့ လိုက်ဝန်ပြောရှင်ရှင်လေးဖြစ်တန်းခဲ့ရပါဘောเนาะအဲသချင်းကြတော့လေဒီမောင်နှမရေပွဲရေးမှာစုံကြရင်စကားလေးပြောပြညာရင်ねအဲသချင်းကြီးဆိုတော့ပို့ပြီးတော့ကိုကသချင်းဆိုတာပို့ကြိုက်တာဆိုတော့အဲ့ဘက်ကတော့ပူအားတန်တာဘောဒါပေမဲ့လေခုနပြောလို့ပေါ့เนาะဒီလိုမခက်ရလို့မျိုးဆက်ကောင်မျိုးပေါ့ဟိုကိုအတွက်ကိုနဲ့လိုက်ဖက်မယ်ဆိုတော့ဇက်ကောင်မျိုးရှိရင်ရှိလာခဲ့ရင်တော့အဲရိုက်ရိုက်ဖြစ်ပါအောင်အဲနည်းနည်းတော့ကြိုးစားပါဘောเนาะဟိုနည်းနည်းတော့ဟိုတော့ကြိုးစားပါဟာ ဟိုဒါမှလည်းခါကြာရင်ကိုအရန်ကြိုက်လို့ဆိုပြီးတော့ဝယ်ပြီးတော့ထုတ်လိုက်တဲ့သင်းတွေကလည်းပြိတ္တကြိုက်ချင်မှကြိုက်တာရှိတယ်ဒါမှလည်းအဲအတက်နိုင်ဆုံးတော့ပြိတ္တတွေကိုကိုရဲ့ပြိတ္တတွေပေါ့နော်ကိုပြိတ္တတွေကဘယ်လိုမျိုးပုံစံမျိုးကြိုက်လဲအဲ့လိုမျိုးအားလေးတွေတော့ချင်းချင်းစဉ်းစားပြီးတော့အမြဲတမ်းတော့တချင်းအစ်စ်ကလေးတွေတော့အဲစံချင်းစံနှုံးတစ်ခုနဲ့ပေါ့နော်အဲ့လိုလေးတွေတော့ကိုက်ညီပြီးတော့အမြဲတမ်းတော့ကြိုးစားဖြစ်ပါတယ်အဲခတ်တော့ခတ်ခဲ့ရပါလေခုနောက်ပိုင်းဆိုရင်ဒိုက်ကွေးတွေကဆိုလဲအရန်ပုံပြမယ်ကိုကုတ်ဈေးကြီးရယ်ကွာအဲ့လိုမျိုးဆိုတော့ အကောင်းဆုံးလဲပြစ်တက်တွေကိုချပြကြနေတာဆိုတော့အတက်နိုင်ဆုံးတော့အကောင်းဆုံးမြင်ရလောက်ပါတယ်ခုလည်းဒီ body show ပြရရင် music video နောက်တစ်ပုတ်အတွက်အဲ့ခီးထွက်ပြီးရရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဇက်တိုက်တော့လုပ်နေပါရဲ့ဩအမကတော့ဘယ်ကိုရီးယားငငယ်လေးရနော်အမငယ်လေးရအမကလည်းအားကျခဲ့ရတယ်အမတရှင်းနေလေလေဖြတ်တန်းခဲ့ရတာပဲလေဖြတ်တန်းခဲ့ရဆိုအမကတော့လုံးဝပြောစရာအမအဲ့လိုကွာကို့အနေနဲ့အမကိုဟိုထောက်ပြပြီးဝေဖန်ဘိုးတော်မှမသိဘူးကွာတည်ရမှာအမကတော့အမပါပဲနော် အမြဲလည်းအကြရတယ်အမြဲလည်းအတူယူရတယ်အဲတချင်းနေဆိုလို့ရှင်လည်းအမတချင်းဆိုလည်းအမြဲကြိုက်ရတယ်လေးစားအမတော့ဒီနေ့ပြောလိုက်သေးတယ်ဟောအရင်ကပွဲဟိုင်းနဲ့ရှုံနေရောလေတခြားလေးမ share ပြစ်တော့ကိုရဲကိုရဲပွဲလည်းရှိတယ်ကိုရဲ one man show လည်းရှိတယ်အဲ့လေးလည်းအခုပွဲပြင်တော့ share မှာပေါ့အဲအဲ့လေးတခြားမ share ရသေးတော့အမလို့ congratulation တော့ပြောထားတယ်အမဆက်ပေါင်းပါပဲလေဟုတ်တယ်အမတော့ပြောအမလို့တချင်းလေးတစ်ပေါက်တော့တူတော့အမလုံမယ်အဲ့တော့အခုတော့အကောင့်ထဲမှာပေါ်သေးဘူးပေါ့နော်အမကလည်းတချင်းအမကလည်းအဲ့လိုတချင်းအရန်ရွေးရတယ်ပါပါအယွန်းကလည်းအဲ့လိုတချင်းအရန်ရွေးတော့ နှစ်ယောက်ကတော်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 ရွေးရွေးထွက်လာမယ်ထင်တယ်ဒါပေမဲ့အမားနဲ့တော့တချင်းလုပ်ပဲတော့ပြောလာတယ်โอเคပါအယွန်းဟိုဘတ်ဒေးဝစ်လုပ်ပေးရလို့ပြီးတော့ဒီဘတ်ဒေးရှိုးပေါ့နော်နေပြောပါလောက်ခဲ့တဲ့ဘတ်ဒေးရှိုးအခုရန်ကုန်မှာလောက်ခဲ့လောက်တဲ့ဘတ်ဒေးရှိုးရောတခဲနဲ့လာအားပေးကြတယ်ပြီးတော့အယွန်းမွေးနေ့ဆူတောင်းပေးကြတယ်ချစ်ရညီကောင်မတွေချစ်ရပရိသတ်တွေတဦးတယောက်ချင်းကြတယ်ချင်းချင်းမြိုက်တင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့အယွန်းရဲ့တချင်းတွေကိုအယွန်းဆိုတာစဖြစ်လာတဲ့အချိန်ကစပြီးတော့ပေါ့နော်စမဖြစ်ခင်ပေါ့စမဖြစ်ခင်တည်းကနေပြီးတော့အခုဒီနေ့ဒီချိန်ထိ မြန်အပေးပြီးအရင်တချင်းနေနားဆင်ပေးကြတဲ့တဦးတယောက်ချင်းနေရအောင်ကျေးဇူးများတင်ပါတယ်ပြီးတော့ရဲ့ပွဲမှာအခုလိုလာရောက်မေးမြန်းပေးရမီဒီယာဒီကောင်မောင်မိုင်းအားလုံးလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်